အခုတော်တော်များများက ChatGPT နဲ့တော့ sticker တွေတော့ထုတ်တက်သွားပြီပေါ့နော်အဲ sticker ထုတ်တက်သွားပြီဆိုပေမဲ့သူက sticker အတွဲလိုက်ကြီးတွေလာတယ်ပေါ့အတွဲလိုက်လာတဲ့အခါကျတော့တပုံချင်းစီဘယ်လိုမျိုးပြန်ပြီးတော့ဖြတ်လဲလို့မေးထားတဲ့အတွက်အမလီကပြောပြပေးမယ်အရင်ဆုံးဘာ software ရှိဖို့လိုလဲဆိုရင် Pixart software ရှိဖို့လိုတယ်နော်ပုံလေးပြန်ပြပေးမယ်နော်ဒီပုံလေးပါဒီ Pixel software ရှိဖို့လိုတယ်ဒီ software ကိုဖွင့်ပြီဆိုလို့ရှိရင်သူက အာ Gmail နဲ့လည်း sign in လုပ်လို့ရတယ်နောက်ပြီးတော့ Facebook account နဲ့လည်း sign in လုပ်လို့ရတယ် Gmail နဲ့လုပ်တာကတော့ပို့ပြီးတော့အဆင်ပြေတယ်ဟာ Gmail နဲ့လုပ်လိုက်ပြီးသွားပြီဆိုရင် account ဖြစ်ပြီဆိုရင်ဒီလိုပုံစံပေါ်လာပါလိမ့်မယ်ပေါ်လာလို့ရှိရင်အောက်ဖက်ကအပေါင်းလက္ခဏာပုံစံလေးကိုတစ်ချက်နှိပ်လိုက်ပါအဲအဲ့ဒီအပေါင်းလက္ခဏာလေးကိုနှိပ်ပြီးသွားလို့ရှိရင် blank ဆိုတာလေးရှိတယ်เนาะအဲ့ဒီဒီ blank ဆိုတာလေးကို ရွေးပါ ကျန်တာတွေကတော့ AI tools တွေဖြစ်တဲ့အခါကျတော့ပတ်စံပေးရတဲ့ပေါ့နော် premium တွေဖြစ်တဲ့အတွက်သုံးလို့မရဘူးဆိုတော့အခုရတဲ့ဟာအလွယ်ဆုံးဟာကိုပြောပြမယ်ဒီ blend ဆိုတာလေးကိုနှိပ်လိုက်နှိပ်ပြီးသွားလို့ရှိရင် MD တို့အမှဘာကိုရွေးမလဲဆိုရင်အောက်ကဘာရန်လေးကိုနည်းနည်းလေးဆွဲလိုက်ဆွဲလိုက်ရင်အဲ့ဒီမှာ add photo နော်ဒီမှာ text တို့ add photo လို့ရှိတဲ့အဲ့ဒီ add photo ကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရင်ကို ခွဲထုတ်ခြင်းနဲ့စတေကာကိုရွေးမယ်ပေါ့နော်ဆိုတော့ကိုခွဲထုတ်ခြင်းနဲ့စတေကာလေးကိုရွေးထုတ်လိုက်ရွေးပြီးရင် add@1 ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပေါ့နော်ရလာပြီရလာပြီတော့လို့ရှိရင်တဘုံချင်းစီခွဲထုတ်มาဖြစ်တဲ့အတွက်အောက်ကဘာတန်းမှာ crop ဆိုတာလေးရှိတယ်အဲ့ဒီ crop ဆိုတာလေးကိုနှိပ်ပြီးတော့ကိုထုတ်ချင်တဲ့တဘုံချင်းစီကိုရွေးရမှာဖြစ်တယ်အဲ့ဒီမှာနီလန်းနှမျိုးပြောပြမယ်ပထမတစ်ခုကတော့ပုံကိုရိုးရိုးတန်းတန်းဒီတိုင်းလေးပဲဖြတ်လိုက်တာ ီလိုလေးဖြတ်လိုက်တယ်ဖြတ်ပြီးရင် save လိုက်တယ်ပေါ့ဒါပေမဲ့အဲ့ဒါကလှလာဆိုတော့မလှဘူးလေနော်ဘေးမှာလည်းပါနေတယ်နောက်မှာ background ကြီးလည်းပါနေတယ်ပါနေတဲ့အခါကျတော့ကျမတို့ဘာလုပ်လို့ရလဲဆိုရင် background ဖြောက်လို့ရတယ်အဲ့တော့ background ဖြောက်ချင်တယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးဖြောက်လို့ရလဲဆိုရင်အပေါ်ကခဲပြက်ကလေးရှိတယ်အဲ့ဒီခဲပြက်ကလေးကိုနှိပ်နှိပ်ပြီးသွားလို့ရှိရင် person တို့ face တို့ closest တို့ sky တို့ head တို့အောက်မှာရှိတယ်။ကိုကလူပုံကိုယူနေတာဖြစ်တဲ့အတွက် person ကိုနှိပ်လိုက်မယ်ပေါ့နော်။နှိပ်လိုက်လို့ရှိရင် background ပျောက်သွားပြီးဒီလူပုံလေးကိုပဲသူဖြတ်ပေးထားတယ်။ဒါပေမဲ့ဘေးမှာကပေါ်နေသေးတယ်။ပေါ်နေသေးတဲ့အတွက်ကျမတို့ကခဲပြတ်ပုံလေးကိုနှိပ်လိုက်နော်။အဲမှာ side ကိုရွေးပြီးတော့ဒီဘေးကမလိုချင်တဲ့ဟာတွေကိုအဲ့ဒီခဲပြတ်ကလေးနဲ့လိုက်ပြီးတော့ဖြတ်လိုက်ပါ။ကိုအသေးစိတ်လုပ်ရင် လုပ်တလောက်သူက လှုပ်လို့ရတယ်ပေါ့နော်ဆိုတော့ခဲပြက်လေးနဲ့လိုက်ပြီးတော့ဖြတ်လိုက်ပေါ့နော်သူဖြတ်ပြီးတာတော့တော်တော်ညီနေပါပြီပေါ့နော် ခဲပြက်လေးနဲ့လိုက်ပြီးဖြတ်လိုက်ဖြတ်ပြီးသွားရင်ကျွန်တော်တို့ဒီမှာအမှန်ကျစ်လေးကိုနှိပ်လိုက်ပါဒါဆိုရပြီအဲ့ဒါဆိုရင်အပေါ်ကဆေးဘတ်တန်လေးကိုနှိပ်ပြီးတော့ဆေးလိုက်ပေါ့နော်ကျမမြားပြထားတဲ့ဟာလေးကိုနှိပ်ပြီးတော့ save လိုက်ပါအဲ့ဒါဆိုရင်ကျမတို့ဖုန်းထဲကိုဒါလေးကရောက်သွားပြီဆိုတော့အဲ့ဒါဆိုအတူတူကြည့်ရအောင်ဖုန်းထဲကိုဘယ်လိုပုံစံနဲ့ရောက်သွားလဲဆိုတာလေးကိုကြည့်ကြမယ် ါမျိုးလေးရောက်သွားမှာနော်ပို့လိုက်လို့ရှိရင်နောက်ခံ background မပါဘဲနဲ့ဒီလိုပုံစံလေးပဲဖြစ်သွားပါလိမ့်မယ်။နော်အဲအဲ့ဒါကို Telegram မှာဖြစ်ဖြစ်ပေါ့နော်ဆန်ပြီးတော့ပို့ခြင်းပို့ကြည့်လို့ရတယ်ပေါ့နော်။ဆိုတော့အဲဘယ်မှာဖြစ်ဖြစ်ပို့လို့ရတယ်။အဲကိုသုံးတဲ့ဒီ theme အလိုက်ပေါ့နော် background ကအဖြူအမဲဘြောင်းအဲ့လိုမျိုး꿰သွားမှာပါလို့ကျန်တဲ့ဟာတွေဖြတ်ခြင်းလဲအိုင်နီနဲ့ဖြတ်လို့ရပါတယ်။သူက premium လဲမဟုတ်ဘူး free ရတဲ့ tools တစ်ခုဖြစ်တဲ့အတွက်ပေါ့နော်ပတ်စံမကုန်မဲနဲ့အဲ့လိုမျိုးလေးတပုံချင်းစီကိုဖြတ်ထုတ်လို့ရပါတယ်ရှင်။ ဒါကတော့ခုနကတော့ကလောက်ထားတဲ့ Facebook နဲ့လောက်ထားတဲ့ sticker တွေကို Telegram မှာပြန်ထည့်နေလေးဖြစ်ပါတယ်။အဲ Telegram လေးကိုဝင်မယ် sticker တွေကိုဝင်မယ်ပေါ့နော်။ပြီးရင်အပေါင်းလက္ခဏာလေးကိုနှိပ်လိုက်ပါ။နှိပ်ပြီးတော့ကိုထည့်မဲ့ပုံလေးကိုရွှေ့လိုက်မယ်ပေါ့နော်။သူကတော့ဓာတ်ပုံအဖြစ်နဲ့ပဲရှိအောင်မှာပုံလေးကိုရွှေ့လိုက်ရင်ဒီလိုမျိုးပေါ်လာလိမ့်မယ်။အဲကြရင် အမှန်ချစ်လေးကိုတစ်ချက်နှိပ်ပေးပေါ့နော်။ ခင်ရောက်အမှန်ချက်လေးကိုနှိပ်ပြီးရင်အောက်ဆုံးက add to sticker set လေးကို ရွှေ့ပေးပါပြီးရင် new sticker set ဆိုတဲ့အပေါင်းလက္ခဏာလေးကိုနှိပ်ပေးနော်ပြီးရင်ကိုပေးခြင်းနဲ့နာမည်လေးပေးပေါ့နော်ဆိုတော့အဲကိုနာမည်ပေးလေးရတယ်တခြားတစ်ခုခုပေးလေးရပါတယ် emoji လည်းသုံးလို့ရတယ်ပေါ့နော်ဆိုတော့နာမည်လေးပေးလိုက်ပါပေးပြီးရင် create ကိုနှိပ်မယ်နော် ီဒါလို့ရှိရင်ရပြီပေါ့နော်အဲ့ဒါပါပဲကိုကအစ်စ်ထက်ထည့်ခြင်းဘေးကအပေါင်းလေးကိုနှိမ့်နှိမ့်ပြီးထက်ထည့်လို့ရတယ်အဲ့ဒါဆိုရင်ကိုပိုင်စတစ်ကာလေးရသွားပြီပို့ကြည့်မယ်အဲ့နောက်က background ဘာမှမပါဘဲနဲ့လုံးဝဟိုစတစ်ကာတီးတန့်လေးပေါ့နော်ထွက်လာပါလိမ့်မယ်အရန်လေးလှတယ်ပေါ့နော်အဲ့အမလီလောက်ထားတဲ့ chat စတစ်ကာလေးလည်းရှိသေးတယ်အဲ့ကိုတက်ပုံနဲ့ပဲလောက်ထားတာပေါ့နော်စာလေးရေးလို့ရတယ်ဒီလားစာရေးတာလည်းဘာမှမခက်ဘူးခုနပစ်ဆက်မှာပဲလေအမလီရောဟိုဘော့ crop ရဲ့ဘေးနားမှာ tag ရှိတယ်အဲ့မှာရေးလိုက်ရုံပဲ နော်စာနဲ့ဟာတော့နောက်နေ့ကျမှလုပ်ပြမယ်နော်ဒါလေးတွေစမ်းကြည့်လို့ရပါတယ်ပြောဖို့လည်းကောင်းတယ်ပေါ့နော်အရင်လဲဟိုသဘောကျစရာကောင်းတဲ့စတစ်ကာလေးဖြစ်တဲ့အတွက်ပေါ့နော်အဆင်မပြေတာရှိရင်လာပြီးတော့ပြောပြနော်